ချစ်ခင်လေးစားရတဲ့ကြပြချစ်သူများကျမ်းမာကြပါစားခင်ဗျာကျွန်တော်ကတခါတလေခยีသွားရတာရဲ့ဓာတ်ပုံရိုက်ရတာရဲ့ပကြီးဆွဲရတာရဲ့ကိုလည်းဝါသနာပါသူဖြစ်ပါလေအထူးသဖြင့်ခยีသွားရတာတောင်တွေတက်ရတာကို အခြေအနေပေးရင်ပေးသလောက်တော်တော်လေးသွားခဲ့လာခဲ့တောင်တွေကိုလည်းတက်ခဲ့ပါတယ် တကယ်တော့ခရီးသွားရင်တောင်တွေတက်ရင်ပတ်ဝန်းကျင်သဘာဝအခင်းအကျင်းတွေကို ကြည့်ရတာကိုကျွန်တော်နှစ်သက်တယ်ဘဝရဲ့တောကမောဟဗျာပါဒတွေကို ခဏတာပစ်ချပြီးသဘာဝအခင်းအကျင်းဖြစ်တဲ့ကွင်းပြင်ကြီးတွေတောင်အထက်ထက်တွေနေရောင်ကြီးတွေတင်းရောင်စုံတွေကို ကြည့်ရှုခံစားရတာဟာဘဝရဲ့ထူးခြားတဲ့ရတာတမျိုးပဲဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်သောတာရှင်များခင်ဗျာတခါတော့ကကျွန်တော်ဟာဖအံမြို့နယ်တဲကမိဆိုင်ကြောက်တောင်ပေါ်ကို တက်ခဲ့ပူပါတယ်တောင်ထိပ်မရောက်ခင်တောင်ရဲ့ခါလဲမရှိတရှိကြောက်ဖြာတစ်ခုဘေးမှာတညအိပ်ဖို့ဖြစ်လာခဲ့ပါတယ်ဒီအတိုင်းဆက်တဲ့နေရင်လမ်းတစ်ဝက်မှာနေဝင်သွားတော့မှာဖြစ်လို့ရောက်တဲ့နေရာကလည်း ခဏနားဖို့နေရာထိုင်ခင်းကောင်းနေတာမို့ရောက်တဲ့နေရာမှာပဲညအိတ်မနဲ့ကြမှာတောင်တဲ့ခရီးဆက်ကြဖို့အဖော်တွေနဲ့တိုင်ပင်ဆုံးဖြတ်ခဲ့ပါတယ်။ညနေနေမဝင်ခင် အချိန်တောင်ပေါ်ကတဆင့်ဟိုးခတ်ဝေးဝေးကတောအုပ်တွေ၊ကွင်းပြင်တွေ၊တောတောင်တွေကိုတဝတရှိုက်ကျွန်တော်တို့ကြည်ခွင့်ရခဲ့ပါတယ်။ အထူးသဖြင့်တိမ်တွေအယောင်အမျိုးမျိုး ပြောင်းသွားနေကြတာကိုတရှိုက်မဲ့မဲ့ထိုင်ကြည့်ရင်တဘာဝလောကကြီးရဲ့စမ်းကြယ်လွတ်လပ်တဲ့ဝေဇယန္တာယတာတမျိုးကိုရယူခံစားကြရပူပါတယ်အထူးသဖြင့်တိမ်တွေပုံတံအမျိုးမျိုးအယောင်အမျိုးမျိုးပြောင်းနေရွေ့နေတာကို ကြည့်ပြီးကျွန်တော်စိတ်တွေလည်းပဲဘာအနှောင့်အဖွဲ့မှမရှိတိမ်တွေနဲ့အတူ ထတ်ချက်မကွာလိုက်ပါစီမျောနေရရင်ဘလောက်များ ကောင်းလိမ့်မလဲလို့လဲတန်တခဲ့ဘူးတွေးခဲ့ဘူးပါတယ်တကယ်ကို ထူးခြားဆန်းသစ်ပြီး လွတ်လပ်ချမ်းမြေ့ရတဲ့ရတာတမျိုးခံစားခဲ့ဘူးပါတယ်အဲ့ဒါလို့နဲ့ပဲကျွန်တော်ဟာဘယ်အချိန်ဘယ်နေရာရောက်ရောက်တိမ်တွေကိုတဆိုင်မှမှစောင့်ကြည့်တဲ့ဝါသနာ ကြီးခဲ့ဘူးတယ်ဆိုပါတော့ဒီလိုနဲ့ပဲ တိမ်တွေကိုအထူးပြုတဲ့ကြပြားတပုတ်ကိုလည်းရေးနိုင်ခဲ့ပါတယ်ဒီကနေ့တော့ကျွန်တော်ကိုယ်တိုင်ရေးဆက်ထားတဲ့တိမ်တွေအကြောင်းကြပြားတင်ဆက်ခြင်းပါတယ်ကြပြားရဲ့အမိကတိမ်ပူးတဲ့ယောဂလို့အမိပေးခဲ့ပါတယ်နားဆင်ကြည့်ပါတိမ်ပူးတဲ့ယောဂတိမ်တွေဟာအယမ်းကိုပဲလွတ်လပ်တယ် တိမ်တွေကအစွန်းရောက်ဘဟုဝါဒီတွေပဲတိမ်တွေကိုငေးကြည့်နေုံနဲ့ငါနှလုံးသားတွေတရှဲရှဲနဲ့ကျက်သွားရတယ်တိမ်တွေလားတိမ်အချင်းချင်းပဲစကားပြောကြတယ်တိမ်အချင်းချင်းပဲချစ်သွားကြတယ်တိမ်တွေဟာဓက်ခနဲ့ရက်တန့်သွားကြပြီးဝေါကနဲ့ဖြိုချလိုက်ကြတယ်ငါဟာနဝေးတိမ်တောင် တိမ်ပဲစောစောစီးစီး ငါဟာတိမ်တွေနဲ့စစ်ဖြစ်လိုက်ချစ်လိုက်ကတိခွင်လိုက်ကန်ချလိုက်လက်တို့လိုက်မေးငေါ်လိုက်လူတွေကိုအပေါ်စည်းကကြည့်ရတာအရသာရှိတယ်လူတွေအပေါ်ကောင်းဇောက်ထိုးဆင်းချလိုက်ရတာအရသာရှိတယ်ရတာအစ်စ်အထီအတွေ့အစ်စ်နေထီတန်ခြင်းအစ်စ်ပဋ္ဌာန်းဆက်အစ်စ်ဒီလိုနဲ့အထက်တရာတောင်တွေပေါ်ငါ ွားခြင်းနေပြန်ပြီတိမ်တွေရှိရာနေရောင်ကြီးတွေတခြင်းရှို့ထိုးထားတဲ့နေရာဟိုးခတ်ဝေးဝေးကတောအုပ်တွေနဲ့ဘောင်ကျစ်ထားတဲ့နေရာ တိမ်တွေတောကစားထွက်တဲ့အဲ့ဒီနေရာတောတရှိကြပြချစ်တမျာခင်ဗျာတိမ်တွေကိုတွေ့ပြီးတိမ်တွေကိုကြည့်ပြီးတိမ်တွေရဲ့သဘော တိမ်တွေရဲ့သဘာဝကို ျွန်တော်ကတော့အရန်ကာရောစွဲလန်းမိချစ်နေခဲ့မိတာအမှန်ပါပဲတောဒရှင်များလဲဘယ်နေရာရောက်ရောက်တိမ်တွေကိုအချိန်ရသလောက်စောင့်ကြည့်ဈေးချင်းပါတယ်ကို့ဘဝရဲ့မုန်းကြက်မှုတွေတောကဗျာပါဒတွေတဲကခဏပဲဖြစ်ဖြစ်ထွက်ပြီးတိမ်တွေနဲ့အတူလွတ်လပ်ပေါ်ပါပျော်ပါနိုင်ကြပါစေကျွန်တော်ငြိမ်းဝေပါ